ငါ့အကိုကြီးကိုတဲ့မြန်မာလေးအဲသိန်းထောင်ချီမကူညီနိုင်ဘူးတဲ့ဒါပေမဲ့ကိုကြီးသိန်းထောင်ချီရအောင်လို့မြန်မာလေးအဲလမ်းပြပေးမယ်ဆိုပြီးတော့မဟာသမယတုတ်ကိုကိုယ့်ရဲ့ဖုန်းထဲကိုထည့်ပေးတာဒါခါတည်းထည့်ပေးတာထည့်ပေးတော့အဲ့တော့ကိုကလည်းအိုက်စိတ်ရှိတယ်ကွာ ပထမရွတ်တဲ့အချိန်မှာညီမလေးအင်တာဗျူးကျင်တယ်ဆိုပြီးတော့ညီမလေးကလည်းမရရောက်အစိုးကြီးနော်ဘုရို့ဟိုဖျားမှာအဲဒီဇီဒီမှာလိုက်ပြီးတော့အင်တာဗျူးတာဟိုဂရိတီတယ်ဆိုတာလည်းအဲ့လိုပေါ့ညီမလေးရဲ့ဟိုကိုရိုးတွေကအဲတီအောင်လို့ကြိုးစားရတာပေါ့ဒါကြောင့်လဲကိုကတခုခုလုံးတော့မယ်ဆိုရင်ဘာရယ်မဟုတ်ဘူးဟိုပေါ့အဲဒီ public ကိုအရင်ချပြလိုက်တာ ဒါဒီကိုတို့အတွက်အားပဲလေဟာငါလူတွေအကုန်လုံးတိသွားပြီငါပြောထားတာလူတိသွားပြီငါဖြစ်အောင်လုံးမရမယ်ဆိုတော့ဒီအားကိုယူရတာပေါ့နော်မပြတ်မှဖြစ်မယ်ဆိုတာအဲအဲ့လိုစိတ်ကလေးပေါ့နော်အဲ့အဲ့အတွက်လည်းကိုဂုံယူပါတယ်ကိုတဆင်ပြီးတဆင်တဆင်ပြီးတဆင်ပေါ့နော်အကောင်းဆုံးဖြစ်အောင်ကြိုးစားပါတယ်ဒါညီကိုမောင်နှမတွေတွေ့ရင်စတာနောက်တာပြောတာတသက် အလုံးနဲ့ပတ်သက်ရင်တော့ကိုကတော့တကယ်ကိုကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပါတယ်။ Yes ကိုကပတ်ပတ်ဆိုလဲတော့ဒီလေးဖျားဆုံးတော့ကတ်တာလေးလို့မျိုးဆိုတဲ့သေချာလေးမှန်တယ်မှန်တယ်မဟုတ်လေအခုအဲ့ဒါကြောင့်လေကိုအဲ့ဒီဒီပြင်ဦးလွင်မှာအစာရိုက်တဲ့အချိန်ကိုကအဲ့တော့ပဋ္ဌာန်းပါဠိတော်ရွတ်တယ်ပဋ္ဌာန်းကျမ်းကြီးတော်မရွတ်သေးပဋ္ဌာန်းပါဠိတော်ရဲ့ဓမ္မစကြာရဲ့ရွတ်တဲ့အချိန်ညီမလေးကအဲ့တော့အခုကိုပြောခဲ့တဲ့စကားအဲ့တော့မှတ်မိကိုကြီးငါငါကိုကြီးကိုတဲ့ညီမလေးအဲသိန်းထောင်ချီမကူညီနိုင်ဘူးတဲ့ ဒါပေမဲ့ဂွေသိန်းထောင်ချီရအောင်လို့မြန်မာလေးအဲလမ်းပြပေးမယ်ဆိုပြီးတော့မဟာသမယအတုတ်ကိုကိုယ့်ရဲ့ဖုန်းထဲကိုထည့်ပေးတာတခါတည်းထည့်ပေးတာထည့်ပေးတော့အဲ့တော့ကိုကလည်းအဲ့စိတ်ရှိတယ်ကွာဟာဒါညီမလေးကဒီလိုပြောတယ်ဆိုတော့မရရအောင်ရွတ်မဟာသမယတော့ကလည်းတော်တော်ခက်တာပါဠိလိုရောဘာရောပေါ့နော်အဲ့လိုမျိုးကိုက YouTube ကနေပြီးတော့ဆရာတော်တပါးရွတ်တဲ့ဥစ္စာကိုနားထောင်အเจ้าကြီးရွတ်ရွတ်ရွတ်အဲ့ကလေးကနေကိုကစအဲ့ဒီကနေပြီးတော့ဒါညီမလေးက အဲမဟာသမယတို့ကိုဒီနေ့အထိကိုဆိုအလွတ်ရသွားတယ်အလွတ်ရသွားတဲ့အထိကိုရသွားပြီးတော့ဒီနေ့အထိလည်းမပြတ်မကွက်ရွတ်တယ်အဲရန်ကုန်ရောက်လာတဲ့အချိန်မှာပထန်းကျန်းကြီးကကြတော့ပထန်းကျန်းကြီးငါ့ကိုတွေ့ရကြတော့နွေ့နွေ့ချစ်ခွဲပေါ့အဲသူကကိုရိုက်ခွေးအောင်လာလူတာပေါ့အဲ့လိုပေါ့အားလုံးကကိုဝန်းရံပေးကြတယ်ယေရှုရှင်ညီမလေးတွေအဲ့လိုပေါ့နော်ကိုကဒီလိုမျိုးပြပြလိုက်ပြီးတော့ပေါ့နော်ကိုကပဲဖြစ်နေတော့အများကြီးအောင်မြင်တဲ့အခုချိန်ကြီးရတယ်ဆိုတော့အဲ့ပုံမှာဘယ်လောက်ဖြစ်ဖြစ်ချစ်ရလဲအဲ့လိုမျိုးတွေရောဘလို့ဘလောက်နေရောက်တော့ကိုပြောပြီးတော့ဟိုညွှန်ပြပေါ့ဩမမကတော့အဲ့လိုမျိုးပေါ့နော် လည်းမဟာသမယတုံးလေးကိုရွတ်စီခြင်းနဲ့အကိုကိုတိုင်းလဲအဲ့လိုမျိုးလေးဟိုဘယ်လိုခေါ်မလဲထမင်းစားလို့ရှိရင်ကိုစိုက်တဲ့ဟင်းလေးနဲ့များဆိုမင်းရေရှက်ရေစားတယ်လို့ပေါ့နော်မပန်ကြတော့အဲ့လိုမဟာသမယတုံးကိုအဲ့လိုရွရတာကိုပြောတာပီတိဖြစ်တာဆိုမမအဲ့လိုရွတ်တဲ့အချိန်လေးဆိုတိတ်ရတာရှိရရွတ်ကြည့်အာနော်ကိုကြီးနော်မှန်တယ်အဲ့လိုအလွတ်ရသွားပြီဆိုလို့ရှိရင်လေမမတို့ရင်တော့ကိုကြီးပြောတယ်လို့ပေါ့အဲ့လိုမျိုးခတ်တယ်တေချာလေးကြည့်ပြီးတော့လက်ကလေးထောက်ပြီးတချောင်းချင်းယောရတာ မမတို့ဆိုအခုဆိုရင်ရိုးလိုက်လို့ရှိရင်မမဆိုရင်ခါလေးကျွန်းခုနှစ်မိနစ်ပေါ့အဲတခါလေးကြာရင်ဟိုစကားပြောဟိုဟိုမေ့သွားတာဘာညာဆိုရင်10မိနစ်ပေါ့ဆိုအဲ့လောက်ကလေးပဲရိုးရတဲ့ခါကျတော့မမဆိုရင်တွေ့တဲ့လူတိုင်းကမမအငဲတဲ့ရွတ်ခိုင်းတယ်အဲမမပြောတဲ့စကားလေး၃ခုရှိတယ်အိမ်ကြီးရတယ်ကားကြီးရတယ်တင်းချောင်ချီရတယ်လို့ဆိုမမအဲ့လိုပြောပြောဖြစ်တာပေါ့နော်အတကယ်အယုံယုံကြည်ကြည်လေးနဲ့ရွတ်ကြည်အဲဘာလို့ဆိုတော့ net ချစ်တဲ့ ဂါထာဖြစ်တဲ့အတွက်ကြောင့်မလို့လေအများကြီးတကယ်တကယ်ပြောင်းလဲသွားမှာတကယ်လေရဟုတ်ပါဘောပေါ့လူတွေကတော့တချို့ပြောကြတာပေါ့နော်ဟာဟိုလူကျင်တဲ့စိတ်နဲ့မယွတ်နဲ့ဆိုတဲ့ဟာမျိုးတော့ပြောကြပါမယ်ဒါပေမဲ့လူပဲလူဆိုတော့တော့အနည်းနဲ့များတော့ရှိတာပဲစိတ်ပြေကျင်တာပဲလေစူတောင်းမိတာပဲဘလို့ဖြစ်ဖြစ်အဲ့ထဲမှာမှမလုတ်ဖြစ်တဲ့လူတွေဆိုင်တော့လုတ်ဖြစ်တာဟုတ်တယ်မလားဟုတ်တယ်မှန်ပြီးတော့အဲ့လိုလုံရင်းလုံရင်းနဲ့လေကိုတို့တွေမှာတခါလေကြီးရွရင်းနဲ့ အဲဒီညမလေးခုနကပြောသလိုပါဆော့ဆော့ချင်းယူရင်ကိုရော10မိနစ်ဝင်းကျင်လောက်ကြာတယ်ကြီးယူရင်လည်းစိတ်တခါမှဟိုစိတ်လွတ်သွားတာစိတ်ပြတ်တာတွေရှိတယ်အဲအဲ့ဒီကနေမှတဆင့်ဩဘာပဲဖြစ်ဖြစ်ဟိုယွတ်တဲ့အချိန်လေးမှာအာယုံရအောင်ယွတ်မယ်စိတ်ပေါအောင်ယွတ်မယ်ဆိုတဲ့စိတ်ကလေးနဲ့အခုဆိုရင်လည်းဒီကေအလွတ်ယွတ်ရင်းနဲ့ဒါ အာမျက်လုံးထဲမှာတည်မှာမှိတ်ပြီးတော့တကယ်မြတ်တာပို့ပြီးတော့တကယ်အဲ့လိုမျိုးလေးတွေရွတ်လာတော့စိတ်လဲကြည်နူးရတယ်အခုဆိုကိုဒါတရားစခန်းမှာအခုကိုလီမိုးတို့မမေသူတို့အိမ်မှာကိုအခုတရက်တရားစခန်းဆိုလဲကို၃ရက်ရှိသွားပြီအဲ့လိုမျိုးလေးပေါ့ဖြည်း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 ချင်းကိုတွေကပြောင်းလဲလာတာပေါ့ဘယ်မှာတော့အသက်ရွယ်ရတော့ဟိုနောက်ကျတယ်တော့မရှိပါဘူးကိုလီမိုးတို့မမေသူတို့အိမ်ကအရန်ဟိုလေး ဟိုငကူတွေကဟိုကိုတို့တွေသွားလဲဘူးကလေးဟိုကအရန်ပြည့်စုံပြီးတော့အေးဆေးဆေးရှိတဲ့အိမ်လေးအမမေသူကအဲ့ post လေးတင်တော့ကိုကလေအဲ့နဲ့မထူးကွာလို့ဆက်လိုက်မယ်ဆိုပြီးတော့အမကဒီလိုဒီလိုတို့ကလည်းကြိုးစိုးတာအဲဒီအဲတိစေချင်တာပတ်ဝန်းကျင်မှာရှိတဲ့သူတွေတိစေချင်တာဘယ်သူလာလာအဲအဲ့ဒီမှာမှနောက်တစ်ခုကအဲ့အဲ့ဒီဟမ်တရားပြပေးတဲ့ဆရာကလည်းပြောတာအရန်ရှင်းတယ်အမကိုပြောတယ်တဲ့ဟို ဒီမှာလာလုတ်ပြီးတော့ဒီလိုပေါ့ညီမလေးရယ်ဟို online ရှိတယ် online ကို join ရမှာဒါပေမဲ့ online ကိုတခါတည်းပဲ join နေဆိုရင်ဆရာတွေနဲ့ဆရာဆရာမတွေနဲ့အနီးကပ်ဟိုမတင်ပြရသေးတာဖြစ်တဲ့အတွက်ဟို online ကနေကြတော့လူအများနဲ့ဆိုတော့နည်းနည်းတင်ပြရတာခက်တယ်လေအဲဒီမှာလာပြီးတော့အရင်လုတ်ကြည့် okay ပြီဆိုမှ online join အဲအဲ့လိုမျိုးပေါ့ဆရာကဘာပြောလဲဆိုတော့အရန်ကောင်းတဲ့စကားဟိုရေရှည်မလုံနိုင်တဲ့လူကိုမခေါ်လာပါနဲ့တဲ့ ့အဲ့စကားလဲကိုရိုးတွေအတွက်အားဖြစ်တယ်ဘလောက်နော်အလုပ်ရွှေရွှေဟုတ်တယ်အလုပ်ဖြစ်တော့မှာလीနော်တကယ်ကိုရိုးတွေကအဲ့လိုတွေးလိုက်ရင်အဲ့လိုပဲတွေးပြတော့လीလုပ်ဖြစ်တာပေါ့နော်အဲ့လိုအမပြောရလေမမတို့မှာတနေ့တနေ့အလုံးမင်းနဲ့မိုးလင်းရမိုးချုပ်ပေါ့မျက်လုံးပွင့်တာနဲ့ဘာကြီးရကိစ္စအကုန်လုံးနိုင်တယ်ခါကျရင်ကိုယ့်ကိုယ်ကိုမင်းဒီဘုရားရှင်ရှိလေးကိုငါဘာလို့မရောက်သေးရလဲသိလားတနေ့တစ်ခေါက်တော့မဖြစ်မနေရောက်ကုန်ရောက်အောင်ရောက်အောင်မယ်။အောက်မှာ၅ဘာတီလာလေးဘုရားရှိမှာတော့မဖြစ်မနေ။ ယူကိုယူရမယ်ဆိုတာကိုယ့်ကိုကိုခိုင်းတာခိုင်းကြရင်မမတို့တွေဥမာ Facebook မှာခိုင်းကြရင်တရဏဂုံလေးတွေတင်ပေးတယ်နောက်တစ်ခုအဲ့လိုမျိုးကိုယ့်ရဲ့ကုသိုလ်ကောင်းမှုလေးကိုကြီးဆိုလဲအဲ့လိုလေးတွေတင်တင်ပေးရင်ဩငါကိုဒီမှာတက်ရွတ်နေရမှာငါလည်းရွတ်အောင်မှာပဲတတိယဝါရယ်ကိုကြီးပြအဲ့ဒါလေးတွေကလည်းလေ Facebook မှာလည်းတင်ပေးတင်တယ်ဖရားတရားလေးတွေကကြတော့လေလေအော်မမတို့ memory ပြန်တက်လာရင်တိတ်ပိတိဖြစ်တာဟုတ်တယ် memory လေးဟောငါအဲ့တုန်းကအဲ့လိုလုံးခဲ့တာပဲကြံဖရားတရားရဲ့အဲ့လိုလုံးခဲ့တာပဲဆိုတော့ ပြန်ပြန်ပေါ်လာပေါ့နော်အဲ့လိုမျိုးလေးဆိုအဲရွတ်တင်နေလုတ်တင်နေနောက်တစ်ခါအဲ့လိုမျိုးဟိုတစ်ခါလေးကျရင်ဖျားစီရှေ့ရောက်မှရွတ်ရမှာလားဟိုဖြည်းဖြည်းလေးရွတ်ရမှာလားမြန်မြန်ရွတ်ရမှာမဟုတ်ပါဘူးရွတ်ကြည့်ပါဦးဖြည်းဖြည်းချင်းသူ့အတူတည်ပါဦးကိုဆိုရင်ရင်တော့ကိုဆိုရင်ပထမ်းမဲ့ရွတ်ရွတ်ဒီမဟာသမယတော့ပဲရွတ်ရွတ်ကိုအတန်ကျကျနဲ့ အဲ့လိုမျိုးအာရွတ်တယ်ထန်နိုင်ကြကြအဲ့အဲ့လိုမျိုးရွတ်ရွတ်ရင်းကနေအခုကိုတရားထိုင်လာတဲ့အချိန်မှာကြတော့ကို့အနာကနေပြီးတော့ဒီအတန်လေးကြားယုံလောက်ပဲရွတ်ပြီးတော့ဒီအတန်ကိုနားကနေပြန်ကြားနေတဲ့အာယုံကလေတော်တော်လေးအဆင်ပြေအဲ့တော့ဟိုလူကလေပြီးရင်မောမနေတော့ဘူးပေါ့နော်အာရန်ဆိုင်စီရလည်းမလို့တကယ်အဲ့လောက်လေးပဲရွတ်တာလေအခုချိန်မှာပူပြီးကောင်းပြီးတော့ပူပြီးအေးချမ်းလာတယ်ထင်ရတာပေါ့သူကသူဒါဖခင်ကလမ်းပြသွားတာပါပဲဟုတ်တယ် ဖုန်းကြည့်ဖို့အချိန်တော့ပေးကြရတယ်။ပေးကြရတယ်။ယူဖို့10မိနစ်လောက်ကိုမပေးနိုင်ဘူး။အဲ့လိုမျိုးလေးအကြံလေးထပ်ပေးကြည့်။အော်ပေးရမှာပေါ့။ကိုပြောသလိုပါပဲ။အဲ့ဖုန်းလောင်ကြည့်ရနေတိုင်းဖုန်းကြည့်ဖြစ်တယ်။နေတိုင်းထမင်းစားဖြစ်တယ်ဆိုတော့ဘုရားတရားတော့နေတိုင်းလုတ်တင်နေ။နေတိုင်းလုတ်တင်နေပေါ့နော်။မပန်ကုနာပြောသလိုပေါ့။ချို့ကြတော့မဟာသမယတို့ဘုရားရှင်ရှိမှပဲယူမှကောင်းမှာပေါ့မင်း။မဟုတ်ပါဘူး။ဘယ်နေရာပဲဖြစ်ဖြစ်ယွတ်ကြည့်ပါ။အဥမာကိုဥမာဟိုထိုင် TV ထိုင်ကြည့်နေနဲ့ခဏလေးဖုန်းလေးတောင်မှကြည့်လိုက်ရင်ခါလေးဖုန်းတစ်ခါကြည့်ပြီး Facebook ပုတ်ကြည့်လိုက်လေတနားရင်နနားရီကဘယ်ရောက်သွားမှန်းမသိဘူးဟဲ့ဘလို့အချိန်ကုန်သွားမှန်းမသိဘူးဖြစ်တာပဲဟာအဲ့တော့ခဏလေးဘယ်နေရာမှာပဲထိုင်တိုင်းဘယ်နေရာမှာပဲရောက်ရအောင်မဆိုလဲကားပေါ်မှာဆိုလဲကားပေါ်မှာလေကားပေါ်မှာရွတ်တာပဲကားမောင်းနေရင်လည်းရွတ်တာပဲသိလားအဲ့တော့အချိန်မရွေးနေရာမရွေးကြည့်ကုတူကောင်းမှုလေးကိုမမကတော့အဲ့လိုစူးစမ်းပြီးလုပ်ဖြစ်တယ်ဟိုနေရာမှာဒီနေရာမှာမဟုတ်ခုနကကိုကြီးပြောသလိုပေါ့ဟိုမြန်မြန်ရွတ်မှနေနေရွတ်မှမဟုတ်ဘူးအဲ့ရွတ်ဖြစ်အောင်ကိုရွတ်ကြည့်လိုက်အောင် အဲ့ဒါလေးကအရေးကြီးရပါတော့။ဆောမမအခုမွေးနေကြလို့ရှင်လဲမမဒီမဟာသမယတုပ်လေးကိုမမတထောင်မမရိုက်ထားပါတော့။27ဆိုမင်းမွေးနေအဆောက်အဲ့လိုလေးဟိုအရင်တော့မမလေးတော့50ပြည့်ပြီ။ဘာဘာသူ့ဟိုပထမတော့ကငါကိုရဲအဲ့သမီးလူတဲ့ဟာလေးကနည်းနည်းလေးသေးတယ်လဝါးလောက်ကလေးဆိုတော့လေ။နည်းနည်းအကြီးကိုတော်မှပဲမျက်လုံးကမမြင်တော့ဘူးလေ။အနီးကဆိုမမြင်တော့ဘူးဆိုတော့လက်တော်ဝါးလောက်အဲ့လိုတထွာလောက်ကြီးမမ ပြန်လို့မြမလေးအခုဝင်နေကြရင်အဲ့ဒါလေးတထောင်လှူမယ်အလုံးဖရားတွေပေါ်မှာလိုက်တင်ပေးထားမယ်အကိုခင်တဲ့သူတွေလက်ထဲကိုရောက်အောင်ထည့်ပေးမယ်မဟာသမယတုပ်လေးဟုတ်